မောတဝိစေနတိယေထာမောတဝိစ္ဆာဆိုတာမူတဝါဒပဲပြောတယ်မူတဝါဒမောတဝိစ္ဆာနတိယေထာကိုပြောလိုက်တဲ့စကားတစ်ခုဟာမမှန်မကန်အမှားကိုပြောတာမျိုးမဖြစ်ရဘူးဆိုလိုတာကမူတာမပြောရဘူးလို့ဆိုလိုတယ်ပေါ့နော်မူတာကိုရှောင်ရမယ်ဒါခုနကတည်းက မှန်သောစကားဥဒ္ဒါဆိုအမဲဆိုရယ်စံကျင်ပဲဖဲတာလေ။ဟော။ပူဇာပြောတာက ပြားလုံးအကြည့်တော့။ပူဇာမပြောအောင်။ပူဇာဆိုတာပဲလို့ဟာကအပြစ်ကြီးဆုံးတော့လူတွေအနေနဲ့ပြောမှဆိုရင် အပြစ်ကြီးတဲ့ပူဇာစကားဆိုဒီမှာ။နော်။ဆွေမျိုးတွေရဲ့အလဲဖြစ်စေ။အဖွဲ့အစည်းအစည်းအဝေးရဲ့အလဲပဲဖြစ်စေ။ မင်းဆိုရစာပိဋကရဲ့လည်းပဲဖြစ်စီရှုံးပြင်ကနာမှာပဲဖြစ်စီခေါ်ပြီးတတိထားမေးတဲ့ခါမှာမမြင်မနဲ့မြင်တယ်လို့ပြောတယ်မြင်သားနဲ့မမြင်ဘူးလို့လိမ့်လိထွက်ဆိုတဲ့ပုသာအဲ့ဒါကိုယ်အတွက်လည်းပုသာမပြောနဲ့သူ့ကိုကာဝယ်ဖို့လည်းပုသာမပြောနဲ့တဆိုးလက်ဆောင်ရလို့လည်းပုသာမပြောနဲ့အမှန်တိုင်းပဲပြောရမယ် အမိတကိဉ္စိခဟေတုဆိုတာငွေချေးအနည်းငယ်ရရင်လည်းမူသားပြောရတယ်ကိုယ့်အတွက်ကာဝယ်ဖို့လည်းမူသားပြောရတယ်သူများအတွက် ကာဝယ်ဖို့လည်းမူသားပြောရတယ်အဲ့တော့အမှန်ပဲပြောရမယ်လို့ဆိုလို့လူဆိုလို့အဲ့ဒီမူသားကတစ်ဖက်သားကိုအကျိုးပြပြသွားစေတယ်လို့အဲ့ဒီမူသားမျိုးကိုမပြောပါနဲ့လို့ဆိုလို့ရူပေတဏိဟာနကုတ်ပေးထားတယ်လူတွေဟာ တုံးနဲ့တူတက်မဲ့ကြတယ်ဆိုဖိစိကယ်ဘော်ဒီကိုချိပြီးတက်မဲ့ကြတာเนาะဖိစိကယ်ဘော်ဒီကြီးကိုချိတက်မဲ့တာအဲ့ဒါကြောင့်မို့ဖိစိကယ်ဘော်ဒီကိုချိပြီးတော့တွေ့တာမှုတွေမဖြစ်စေနဲ့မာနင်းစာပြိစာနေရကိုယ်ရင်ထဲမှာဖြစ်နေတဲ့မာနတရားကိုကောင်းကောင်းကြီးသဘောပေါက်ရမယ်